ကျင်းရဲ့ယောဂလေးထားရလေကျင်းရကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်တဲ့အခါကျတော့ စိတ်တက်လဲအများနဲ့ကြနေတယ်။ကို စိတ်တက်ကြလို့ကိုယောဂဖြစ်လို့လဲအဲကိုကိုကြည်နေတဲ့သူတွေကိုဘေးကလူတွေလဲစိတ်တက်မကြနေဘူးစိတ်မစိမ်းရဲနေဘူးပေါ့နော်။အစီပီကတော့ဟိုကတော်တော်လေးကိုစိတ်ပေါင်းဖြစ်နေပါတော့။သူကြီးကြောင့်မှတူပြရတယ်ဆိုတော့ကျော်တနေ့အသက်လည်းငယ်သေးအောင်။တို့ကရင်းကြီးသွားမိသားစုဖြစ်တဲ့ဆိုရင်မိသားစုကကိုချစ်တဲ့သူတွေကမိနာမှာရှိနေတယ်ဆိုတဲ့အတွက်ကြောင့်ကိုတနေ့အများကြီးစိတ်တက်ပေါ်ရအောင်။ခိုင်တန်ကိုကြီးကိုလည်းဟောပြီးရယ်စိတ်ကျမ်းမပါနဲ့တဲ့ဖြစ်သွားတယ်။အဲ့ခါကျတော့ ုတာရွာနာနေတယ်။ဒါကလည်းအများကြီးနားလည်ပြီးတယ်။ဒီကဖေးဘူးကတော့ဗောနော်ဒီ အာဟိုဒီသတင်းကြော်အနေနဲ့စရုတီလာအထူးလေးလုပ်တယ်နောက်ပြီးတော့နှစ်ပေါင်း40ကျော်လောက်ရှိပြီပေါ့နော်စီးတဲ့ပဲဝက်တချောင်းခဲ့တာအခုဒီအာရန်ကုန်မှာဆိုလို့ရှိရင်တော့ဒီဇိုင်းမန်လေးမှာဆိုလို့ရှိရင်တော့ဒီဇိုင်းရှိရပေါ့နော်အဲ့တော့အဲ့အထိမ့်မဲ့နေနဲ့အာလူပွဲလေးလုပ်ဖြစ်ကြဖြစ်ပါတယ်ရှင်ဟုတ်သူကစိတ်ဆိုင်မှာဆိုလို့ရှိရင်ရောင်းလေးတွေကိုလည်းအမခံချက်နဲ့ရောင်းပေးရဲ့အပြင်ပေါ့နော်လုံးဝ GIA certificate ရထားတဲ့စိန်ကောင်းစိန်သက်တွေကိုပဲရောင်းပေးရဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချယုံကြည်ရတဲ့စိတ်ဆိုင်ဒီဇိုင်းဖြစ်ပါတယ်ရှင် ။ကျင်းရင်ကိုယ်တိုင်ကလည်းဒီနေ့သတင်းချုပ်မှာဟိုအဖေအမေတွေနောက်ပြီးတော့ဟိုကိုထက်အသက်ကြီးရဲ့သူတွေပေါ့နော်အတော်တွေဦးလေးအားလုံးကိုကတော့ပြည့်တဲ့အတွက်အခုကျင်းရင်ကိုယ်တိုင်ကလည်းဒီနေ့မှာအရန်ကိုလှူကြည့်တန်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့နော်။အဲ့တော့ကျင်းရင်စာဒီစိတ်စပယ်ဘူးအစိမ့်တိုင်းပိုင်ရှင်ကဦးရီတော်တွေကအဲဒီကျင်းရင်ကိုယ်စာလှူပေးတယ်လို့ခံစားရတယ်။အဲ့အတွက်လည်းလူတွေအများကြီးလည်းလာရောက်ပြီးတဲ့အတွက်အရန်လည်း PTV ဖြစ်ပြီးတော့ဝမ်းသာပါရှင့်ပေါ့။ဟုတ်ကဲ့ဒီတင်ချက်မှာတော့ဒီအာဒီပေးနောက်ဒီ တဲ့ကိုလို့တော့ပြီးတော့ဘိုးရေလည်းအားရပြီးပါပြီလို့အဲဒီမှာကြည့်ပြပိတ်သက်ဒီအားလုံးနဲ့ဒီကြည့်ဒီမှာအားလုံးဘရော့ပြီးတော့ဘိုးရေရပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလို့ဆိုတော့ကျွန်တော်ဒီယောဂဖြစ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ဒီကြောင်းတက်ဖို့အစီအစဉ်နေနောက်ဆုံးလိုက်ရတယ်ပေါ့ဆုံးလိုက်ရတဲ့အချိန်မှာချင်းချင်းရဲ့ယောဂနေထားရတယ်ချင်းချင်းကကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်တဲ့အခါကျတော့ဟိုချင်းချင်းကဟိုနည်းနည်းအလုပ်လေးပါလေးလုပ်စရာလေးတစ်ခုရှိမယ်ဆိုရင်တော့ အဲစိတ်နဲ့မကြလောက်တော့ဘူးဆိုပြီးတော့ကိုကဒီ coffee တန်းတဲ့ကိုစိတ်လဲဝင်စားတယ်နောက်ပြီးကျောင်းသွားရင်လည်းအဲဒီ part time job လုပ်တဲ့အခါမှာအထောက်အကူဖြစ်မယ်ဆိုပြီးတော့ channel ဒီ class တွေကို join ခဲ့တာပါဟုတ်ကဲ့အဲဘလို့ဖြစ်တာလဲဆိုတော့ဟိုကျွန်တော်ကတော့ဒီယောဂကြီးဖြစ်တယ်ဆိုပြီးတော့ကိုကိုဘယ်လိုပြောရမလဲစိတ်တက်လဲအများကြီးကြမိတယ်ကိုစိတ်တက်ကြလို့ကိုယောဂဖြစ်လို့လဲ အဲကိုကိုကြည်နေတဲ့သူတွေကိုဘေးကလူတွေလည်းစိတ်တက်မကြစေချင်စိတ်မစင်းရဲစေချင်ပေါ့နော်အကုန်လုံးကသူလူနဲ့ကိုယ်ပါလေအဲ့တော့ channel ကိုယ်တိုင်းကလည်းအပျော်ပျော်နေပြမယ်ဆိုရင်တော့သူများတွေအတွက်ဒီလို channel လို့ဖြစ်နေတဲ့သူတွေအတွက်လည်း motivation ဖြစ်စေမယ် channel ချင်းတဲ့အတွက် channel ဒီလိုစိတ်တက်တန်တမာမာနဲ့ဒီလိုမျိုးဖြတ်သန်းနေရပါတော့ မမီးဘက်ကတော့ဆရာအများကြီးပြန်ပေးရပါဘောเนาะဒါပေမဲ့မမီးကကြတော့ဒီနေ့ရှိမှာတော့တိတ်ပြီးအဲ့လိုဟိုဝမ်းနေတဲ့အကြောင်းမပြောဘူးဒီနေ့နားမှာပို့ပြီးတော့နေပေးတယ်ဒီနေ့ကိုယ်တိုင်ကလည်းမမီးကိုပို့ပြီးတော့အချိန်ပေးရအတွက်အခုတော့ပို့ပြီးမိသားစုမိသားစုတူပြပရှင်ရှိရပါတော့ဟုတ်ကဲ့အရင်ရောအခုမျိုးဒီနေ့ဒီယောဂဖြစ်တဲ့အတွက်ဆိုပြောဘူးဘိုးရိုးနေတာမျိုးတော့မရှိဘူးဘာလို့ဆိုတော့မမီးကိုလည်းစိတ်စိတ်မြဲစီတူဟိုကကိုယ်တိုင်ကလည်းမပြောဘဲနေနေတယ် အာညာလေးကတော့မမရရတော့မမရဆိုလို့ရှင်တော့ဒီနေ့ကအမှန်မှန်တော့နားမဲချိန်နေတာပေါ့ဒီ level ကနားဒီ level ခွဲတော့မနားမဲနဲ့အာဘာဖြစ်လဲဆိုတော့ဒီ video ionic မျိုးတဲ့အခါမှာအဲ side effect တွေဖြစ်လာတယ်အခုလည်း ionic မျိုးထားတဲ့အတွက်ဒီနေ့မှာပုံမှန်လူတွေမဖြစ်တဲ့ခေါင်းမမညီရဲ့ဟာမျိုးတွေဖြစ်တယ်နောက်ပြီးတော့ဒီအသား၆ကြာတဲ့မျိုးစုံပေါ့နော်ဒီလိုလုံးညလုံးရောစတဲ့ပိုင်းတွေအကုန်လုံးပေါ့နော်ဆေးရဆိုလို့ရှိရင်လည်းတောက်တဲ့ဟော်မုန်းဆေးချန်ပူပြီးတော့နောက်ကလိုက်ရတဲ့ဆေးရအများကြီးပဲဆိုတော့သူ့ကိုတော့အများကြီးဟိုစိတ်တက်မအောင်တော့ train ထားတော့ဟိုတရင်ကျကတော့ဒီနေ့ဒီနေ့ကတော့မိမိကိုလည်း ကိုမဟုတ်ဘူးနဲ့ကြောက်ရတယ်ပြပြကိုလည်းကြောက်ရတယ်ပြီးတော့ဒီအဲဘေးနာကိုကိုရဲ့ထက်တဲ့ကြီးရဲ့တွေပေါ့နော်ကြောက်ရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ကတော့ချင်းလေးဖြစ်ချင်းဖြစ်စေခြင်းတို့ဖြစ်တဲ့သတင်းတို့အတွက်သတင်းတို့ဖြစ်တဲ့အတွက်ပေါ့နော်ဝမ်းသာပါတယ်အဲပြပြကတော့ဟိုကတော်တော်လေးကိုစိတ်ပေါင်းဖြစ်နေပေါ့နော်သတိကြမှာဒီဖြစ်ရတယ်ဆိုတော့ပြောတင်နေရတက်လည်းငယ်သေးအောင်ဆိုတော့အဲကြောင့်တော့ဒါမဲ့ပြပြကိုတော့ပြန်ဖုံးနေပုံမှန်ဆက်ပြီးတော့ဒီနေ့စင်ပြေးရအောင်ပေါ့နော် စိတ်ချမ်းသာဘူးဆိုတော့သူကတော်တော်စိတ်ထိခိုက်တာဖြစ်နေတယ်ခင်ဗျာ။အဲ့တော့ကျန်ရအများနဲ့သူ reaction လုပ်ပေးကြတယ်။အဓိကတော့ကျန်တဲ့ဘက်ကတော့မိသားစုပါပဲ။ကျန်တဲ့ဘက်ကရင်းကြီးသွားမိသားစုဖြစ်တဲ့အတွက်မိသားစုကကိုချစ်တဲ့သူရဲ့မိနာမှာရှိနေတယ်ဆိုတဲ့အတွက်ကြောင့်ကျန်ရအများကြီးစိတ်သက်သာရတယ်။အဲ့ဒါကတော့ဟို ့ရှင်တော့စိတ်ကကြီးအမောထောက်လိုက်ရဲ့အချိန်မှာတော့လုံးဝစိတ်ကလုံးဝမငြိမ်တော့အញ្ញမ်းစိတ်ဆိုးရယ်စိတ်ကောက်ရယ်ခိုင်းနိုင်ပုံပေါ်တော့မှနားမလဲအချိန်မျိုးရှိရပါတော့အဲ့ဒီကြောင့်မလို့အာခိုင်တန်ဆိုးကြီးကိုလည်းအော်ပြီးရယ်စိတ်ကမ်းမပါနဲ့တဲ့လည်းဖြစ်သွားရင်အဲ့ခါကျတော့ဒီအញ្ញမ်းနဲ့ဒီကြောင်မှားနာပြီးရယ်သူကလည်းအញ្ញမ်းနားလည်ပြီးရယ်ဒီကတော့ ာကြတော့ကျွန်တော်အော်လို့မရဘူးလေဟိုစိတ်ဆိုးလို့လည်းမရဘူးအဲဖွေးရကြတော့အများဆာနေကြဆီပုံမှန်ဆိုရင်စရင်တော့ဘာမှမဖြစ်ပေမဲ့ကျွန်တော်အခုကြတော့ပုံပြီးစိတ်ဆိုးစိတ်ကောက်နေတာလေပေါ့နော်ဘာကြောင့်လို့ခနဲ့ online media မျိုးတော့အဲ့ခါကြရင်တော့ကျွန်တော်ပြန်တော့မှစိတ်ကတော့ဖြစ်သွားတယ်အမေကတော့စာရီကသူ့ကိုရမိုင်းလို့ပါတော့။ဒီညမှာဒီလိုဒီလိုဖြစ်နေတယ်။အဲဒီအတွက်စိတ်ချပြီးပြန်ပြီးပို့ပါလေ။ဒီနေ့ဟိုနေပေမဲ့သူကအေးစိတ်မှာပါဖြစ်တယ်။